ယေရမိအနာဂတိကျမ်းအခန်းကြီး25အငယ်1မှ38ယုဒရှင်ဘုရင်ယောရှိမင်းကြီးသားယောယကိန်နန်းဆာစတုတ္တနှင့်ဘာဗုလုန်ရှင်ဘုရင်နေဘုခနေဇာနန်းဆာပထမနှစ်တွင်ယုဒပြည်သားအပေါင်းတို့ကိုရိမှတ်၍ယေရမိတို့ရောက်လာသောနှုတ်ကပတ်တော်ကိုယုဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့အားယေရမိဆင့်ဆိုဟောပြောရသည်ကား ယူဒရှင်ဘရင်အာမုံသားယောရှိနန်းဆန်73နှစ်မှစ၍ယခုတိုင်အောင်အနှစ်23နှစ်ပတ်လုံးသာရဖျား၏နှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာသည့်အတိုင်းငါသည်စောစောထ၍အမိန့်တော်ကို အထက်ထက်ဆင့်ဆိုတော်လေသင်တို့သည်နားမထောင်ဘဲနေကြ၏သာရဖျားသည်လည်းစောစောထ၍မိမိကျုံပရောဖက်အပေါင်းတို့ကိုသင်တို့ရှိရာသို့အထက်ထက်ဆေလွတ်တော်မူတော်လေသင်တို့သည်နားမထောင်ကြ အမိန်တော်ကိုကြားခြင်းကနားကိုမလှဲ့ပဲနေကြ၏သူပရောဖက်တို့ကသင်တို့အတီးအတီးလိုက်သောလမ်းဆိုးနှင့်အကျင့်ဆိုးများကိုပယ်ရှား၍သင်တို့နှင့်ဘိုးဘီတို့အားထာဝရဘုရားသည်အမြဲပေးတော်မူသောပြည်၌နေကြလောအခြားတစ်ပါးသောဘုရားနောက်သို့လိုက်၍ဝိမပြုမကိုးကွယ်ကြနှင့် ကိုလက်နှင့်လှုပ်တော်အရာများအပြင်ငါဤအမျက်ကိုမထွက်စေကြနှင့်ငါသည်လည်းတင်တို့ကိုမငင်းစေဟုဆင့်ဆိုကြ၏သာရပြမိန်တော်မူသည်ကထိုတို့ဆင့်ဆိုကြတော်လေတင်တို့သည်ကို၌အကျိုး내ဖြစ်စေခြင်းငါကိုလက်နှင့်လှုပ်တော်အရာများအပြင်ငါဤအမျက်ကိုထွက်စေသောအခွင့်ရှိမည်အကြောင်းငါစကားကိုနားမထောင်ဘဲနေကြပြီထို့ကြောင့်ကောင်းငင်ဘုရားအရှင်သာရပြမိန်တော်မူသည်က သင်တို့ဒီငါစကားကို နားမထောင်တော့ကြောင့်ဤပြည်နှင့်ပြည်သားများကို၎င်းပဝန်းကျင်၌ရှိသောလူအမျိုးမျိုးတို့ကို၎င်းစစ်တိုက်စေခြင်းငှာငါဤကျွန်ဘာဘူးလုံရှင်ပရင်နေဘုခ္ခနေစာအဆရှိသောမြောက်ပြည်သားအမျိုးမျိုးအပေါင်းပေါင်းတို့ကိုငါမှလိုက်၍ဆောင်ခဲ့ပြီးလျင်ရှင်းရှင်းဖြက်စည်း၍ဤပြည်သားတို့ကိုအံ့ဩဖွယ်ရာကဲ့ရဲ့တန်ကိုကြားရာအစဉ်အမြဲလူစိတ်ညံရာ ဖြစ်စေမည် ဤသူတို့တွင်ဝမ်းမြောက်သောအတန်ရွှင်လန်းသောအတန်မင်္ဂလာဆောင်သူတို့သားဤအတန်သူတို့သမီးဤအတန်ချိတ်ဆောင်တန်နှင့်မိခွက်အလင်းကိုငါကွေပြောက်စေမည်ဤပြည်တလျှောက်လုံးသည် လူစိတ်ညံရာအံ့ဩဖွယ်ရာ ဖြစ်လိမ့်မည်ဤလူမျိုးတို့သည် အနှစ်80ပတ်လုံးဘာဘူးလုံရှင်ဘရင်ဤအမှုကိုဆောင်ရွက်ရကြလိမ့်မည်ထာဝရဘုရားမိန့်တော်မူသည်ကအနှစ်80စေသောအခါဘာဘူးလုံရှင်ဘရင်နှင့် သူ၏နိုင်ငံဒီဟူသောခလဒဲတိုင်းနိုင်ငံ၏အပြစ်ကြောင့်ငါသည်သူတို့ကိုဒဏ်ပေး၍ထိုနိုင်ငံကိုအစဉ်အမြဲလူစိတ်ညံရအယက်ဖြစ်စေမည်။ငါချင်းသောစကားများဒီဟူသောယေရမိသည်ခတ်သိမ်းသောတိုင်းနိုင်ငံတို့တစ်ဖက်၌ဟောပြော၍ဤစာ၌ရေးထားသောစကားရှိသည်မတို့ကို ခလဒဲတိုင်းနိုင်ငံအပေါ်မှာငါတက်ရောက်စေမည်။များစွာသောလူမျိုးတို့နှင့်ကြီးသောရှင်ဘုရင်တို့သည် ခါလဒဲဒီသားတို့ကို စေစားကြလိမ့်မည်သူတို့ကျင့်သောအကျင့်သူတို့ကိုယ်တိုင်ပြုသော အမှုနှင့်အလျောက်အကျိုးအပြစ်ကိုငါဆက်ပေးမည်ဣတရီလအမျိုးဤဖျားသခင်ထာဝရဖျားကလည်းအမျက်တော်စပြည့်ရေ ဖလားကိုငါလက်မှခံယူလောငါဒီတင့်ကို စေလွတ်သောလူမျိုးအပေါင်းတို့ကိုတောက်စီလော သူတို့အလေတို့ငါစေလွတ်တော်ဒါကြောင့်သူတို့ဒီတောက်၍ရင့်မူတင်းရင်ချင်းတို့ရောက်ကြလိမ့်မည်ဟုငါအာမိန်တော်မူသည့်အတိုင်းငါသည်ထာဝရဘုရား၏လက်တော်မှထိုပလားကိုခံယူ၍ထာဝရဘုရားသည်ငါကိုစေလွတ်တော်မူသော လူမျိုးအပေါင်းတို့ကိုတောက်စေ၏ထိုလူမျိုးများဟူမူကယနေ့ရှိသည့်အတိုင်းလူစိတ်ဉဏ်ရာအံ့ဩဖွယ်ရာကဲ့ရဲ့တန်ကိုကြားရာ ကျင်းစေရာဖြစ်စေခြင်းငှာတောက်ရသောယေရုရှလင်မြို့သူယုဒပြည်သားယုဒရှင်ဘုရင်များမူးမတ်များအေဂုတုပြည်ကိုအစိုးရသောဖာရောဘုရင်အစရှိသော သူဤဂျွန်းမူးမတ်ပြည်သူပြည်သားသူတို့နှင့်ယောနောသောတပါးအမျိုးသားရှိသည်မြဥဇမင်းအပေါင်းဖလတိမင်းအပေါင်းအာရှကေလုံပြည်သားကာဇပြည်သားအေဂျုံပြည်သား ကြံ့ကျွင်းသောအာဇုတ်ပြီတာအေဒုံပြီတာမောဘပြီတာအာမုံပြီတာတုရုမင်းအပောင်းဇိဒုံမင်းအပောင်းပင်လေတစ်ဖက်၌အစိုးရသောမင်းများဒီတံပြီတာတေမပြီတာဘုဇပြီတာပါမုံကိုရိတ်တက်သောပြီတာရှိသည်များအာရက်မင်းအပောင်းတော်နိုင်နေ၍အမျိုးမဆစ်သောလူများကိုအစိုးရသောမင်းအပေါင်းဇိမရိမင်းအပေါင်း အေလံမင်းအပမေဒီမင်းအပတပားနဲ့တပားနီးသည်ဖြစ်စေဝေးသည်ဖြစ်စေမြောက်ပြီးမင်းရှိသမျှတို့နှင့် မြေကြီးတပြင်လုံး၌ရှိသမျှသောလောကီနိုင်ငံအပေါင်းပါကြသတည်းနောက်ဆုံး၌ရှေရှက်ရှင်ဘရင်တောက်ရမည်တင်တို့အလေတို့ငါဆေးလွတ်သောဓာကြောင့်တောက်၍ရင်မူကြအော့အန်ကြလဲကြ နောက်တစ်ဖန်မထကြနှင်းဟုဣတရီလအမျိုး၏ဘုရားသခင်ကောင်းငင်ပူကျေအရှင်သာဝရဘုရားမိန့်တော်မူကြောင်းကို သူတို့အားဆင့်ဆိုလော သူတို့သည်တောက်ချင်းငါထိုဗလားကိုတင်ဤလက်မှမခံညင်းပယ်လင်လဲစင်စစ်တောက်ရကြမည်ဟုကောင်းကင်ဘုချေအရှင်သာရဗျာမိန့်တော်မူကြောင်းကို သူတို့အားပြန်ပြောလောအเจ้าမူကား ငါ၏နာမဖြင့်သမုတ်တော်မျိုးကိုငါသည်အပြစ်ပေးစားပြုလျင်သင်တို့သည်ဒံအလင်းမခံဘဲနေရကြမည်လောဒံမခံဘဲမနေရကြငါသည်မြေကြီးသားရှိသမျှတို့အဖို့ဓာတ်ကိုမှားလိုက်ပြီဟုကောင်းခင်ဘုရားအရှင်သာရဘုရားမိန့်တော်မူ၏ထို့ကြောင့်တင့်တီပရောဖက်ပြုလျက်သူတို့အားဟောပြောရသောစကားများဟူမူကသာရဘုရားသည် မြင့်သောအရက်ကကြွေးကြော်တော်မူမည် တန့်ရှင်းသောဘုံဗိမာန်တော်ကအတန်ကိုလွှင့်တော်မူမီကျင်းဝတ်တော်မူရာ အရက်ဌာနတစ်ဖက်၌ပြင်းစွာကြွေးကြော်တော်မူမီစပစ်တီးကိုနင်းနယ်တော်သူများအော်ဟစ်တကဲ့သို့မြေကြီးသားများတစ်ဖက်၌အော်ဟစ်တော်မူမီမြေကြီးစွန့်တိုင်အောင်အတန်နှံ့ပြလိမ့်မည်ထာဝရဘုရားသည်လူအမျိုးမျိုးတို့နှင့်တရားတွေ့စရာအကြောင်းရှိ၍ခတ်သိမ်းသောတတ္တဝါတို့ကို အမှုလုပ်တော်မူမီ စိုးသောသူတို့ကိုဓာနှင့် ကုမျက်စေခြင်းငှာအတော်မူမည်ဟုထာဝရဘုရားမိန်တော်မူ၏။ကောင်းငင်ဘုရားအရှင်ထာဝရဘုရားမိန်တော်မူသည်ကဘေးသည်တပြီမှတပြီသို့ကိုးသွားလိမ့်မည်။မြေကြီးအစွန်းအနားတို့မှပြင်းစွာသောလေပွေသည်ထလိမ့်မည်။သူအခါထာဝရဘုရားကုမြတ်တော်မူခြင်းကိုခံရသောသူတို့သည်မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင်နှံ့ပြားကြလိမ့်မည် သူတို့ကိုမမြည်တမ်းရမဆုမပုံရမသိင်ကြိုရမြေပေါ်မှာမစင်ခဲ့သူဖြစ်ကြလိမ့်မည်။အိုးတိုးထင်းတို့ငိုကြွေးအော်ဟစ်ကြလော့။အိုးတိုးကြီးတိုးမြတ်တို့ ပြာ၌လူးလှဲလျက်နေကြလော့။ သင်တို့ကိုတက်ရသောအချိန်ရောက်လေပြီအရရက်တို့ငါမောင်းသဖြင့်သင်တို့သည် အဖိုးထိုက်သောဒစာကြတကဲ့သို့ဖြစ်ရကြလိမ့်မည်ဒိုးထင်းတို့သည် ပြေးစရာလမ်းမရှိဒိုးကြီးဒိုးမြတ်တို့သည်လွတ်ရာလမ်းကိုရှာ၍မတွေ့ရကြဒိုးထင်းများငိုကြွေးတန်နှင့်ဒိုးကြီးဒိုးမြတ်များညီတန်ကိုကြားရ၏အကြောင်းမူကားထာဝရဘုရားသည် သူတို့ကြက်စားရအရက်ကိုဖျက်ဆီးတော်မူ၏ သာရပြားသည် ပြင်းစွာအမျက်ထွက်တော်မူသောအဖြစ်ငြိမ်ဝှက်စွာနေရ အရတုသည်လည်းပယ်ရှင်းဖြက်စီးခြင်းကို ခံရကြ၏ရှင်သည့်ဘာသာတလိနေတော်မူရာခြုံကိုဆွန့်ထွက်တော်မူပြီးညင်းစေသောသူ၏ပြင်းထန်ခြင်းပြင်းစွာအမျက်ထွက်ခြင်းအဖြစ်သူတို့ပြည်သည် လူစိတ်ညံရအရက်ဖြစ်ရ၏အာမင် God bless you